ဇင်းကြိုက်ချောင်မှအံဖွယ်ကံပီယာပြာအိုးကြီးဟယ်လိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Crazy အမြောက်နေပြီးတော့စသေးပြန်လေးကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ဇင်းကြိုက်တောင်ပေါ်မှာအံပွေပြအိုးကြီးအချောင်းကိုဘုသူတရားပွဲတင်ဆက်ပြီးသွားမှာပဲဖြစ်ပါရစေ။ဇင်းကြိုက်တောင်တန်းကြီးရဲ့တနီးယာမှာကြောက်တင်မောတဲ့တံတဘာဝကြောက်တုံးကြီးရှိပြီးတော့အဲဒီအပေါ်မှာဇေဒီတစုရှိပါရစေ။ ကျောက်သမောနဘေးမှာဖနောင်တွင်နဲ့သမောဝမ်ပိုက်အောက်မှာနယ်ဆိုင်တဲ့ရေတွင်းသက်ဖွဲဖြစ်နေရာကတောင်ပေါ်ကအစင်းစင်းအစည်းချလာတဲ့ရေတွေဟာသမောဝမ်ပိုက်ကတစ်ဆင့်ကြီးမားတဲ့ကျောက်တုံးကြီးပေါ်ကနေရေတကွန်သက်ဖွဲစီးစင်းနေတာမို့ဇင်းကျိုင်းရေတကွန်လို့ခေါ်ကြပါတယ်။အရင်ရာဇဝင်တွေအရတစ်ချိန်ကကျောက်သမောတင်တဲ့နေရောင်အထိပင်လယ်ရေတွေရှိတာဖြစ်လို့ရွှန်းလွင်လာတဲ့ကလမာကြီးတူရေမိုးတိတ်တာနဲ့သမောကိုခြေကံပြီးဆွဲတင်ခဲ့တဲ့အတွက်ဖနောင်တွင်ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ကလမာကြီးဟာ တောင်ပေါ်တက်ရေတောင်ပေမဲ့ဘယ်သူမှမပြီးတဲ့အတွက်ကျောင်းနေရံမှာဇီဝိန်ချုပ်ရာကနေစိတ်နာပြီးတော့ ဒီနေ့တနေ့လုံးငါတေလွန်ဒီရှိတော့အီမိတ်မကူမထွက်တော့ရှိတောက်သုံးရပါစေတာလို့ချိန်ဆိုခဲ့ပါရယ်အယုံကြည်ရှိတဲ့ဒေသခံတချို့ကဒေမောအောက်ကစည်းဝင်လာတဲ့ရေကိုမတောက်သုံးပဲအဝိရှော်ရေချိုးအဖြစ်သာတုံးကြရလို့ဆိုပါရယ်မိများပင်နေကလာအကြမ်းင်းစီကမူကလမတောင်တန်းစီကတော့အထင်ကြီးရှိနေတယ်လို့၆သားနေရန်ကကလမကြီးကိုမြင်ဘူးသူတွေရှိပြီး ဂမ်ဘီယာငရုတ်ပင်ကြီးတပင်ကိုထွေဘူးစားဘူးသူတွေရဲ့စကားအရဂမ်ဘီယာစီးဝင်စားသူတွေဒီကနေ့ထက်တိုင်ရှာဖွေနေစေဖြစ်ပါတယ်။အဲဒီဂမ်ဘီယာစတဲ့ငရုတ်ပင်ကြီးဟာတည်တည်မမမဟုတ်ပါဘူး။တော်တော်လေးကိုကြီးမားပြီးတော့ညောင်ချပင်ကြီးလောက်တောင်မှရှိတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တီးသမျှငရုတ်တီးတိုင်းဟာတော်တော်လေးကိုချိုပြီးတော့အရန်စားကောင်းတယ်လို့ဆိုကြပါတယ်။တွေးကြုံဆုံဘူးသူတွေဆိုရင်လည်းပြောပြချက်အရအခုဆိုရင်အသက်90ကျော်သွားပြီဖြစ်တဲ့ 啊，不，我发我雷达，是瓦拉瑞。 ဒါကြောင့်ဂမ်ဘီယာစနေနေဦးပြင်ကြီးကလည်းတကယ့်ကိုဗဟေရီတခွေဖြစ်နေပါတယ်။ကျောက်သင်းမောနဘေးမှာပတိစိတ်စင်ကရေရင်းကြီးတဲကနေငကားမှကောင်ပေါ်လာတာအယုံမှာ မြင်ဘူးတယ်လို့လည်းသိရပါတယ်။ငကားတိုင်းရှိတယ်လို့လည်းသိရပါတယ်။အနီးနားမှာရှိနေသူတွေကလည်းကျောက်သင်းမောဝမ်းပိုက်ကနေအလင်းနဲ့နဲ့ထွက်ပေါ်လာပြီးတော့စင်းဆိုင်စံတော်ရှင်ရှိရာကိုကူးတန်းသွားလာကြောင်းတခါတရံသင်းမောဝမ်းပိုက်အောက်ကနေအစိမ်းရဝှက်ထားတဲ့မိန်းကလေးတွေထွက်လာတာမြင်ဘူးတယ်လို့ဆိုကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကာလက ပေါ့ဖလက်ရွာသားမောင်အေးနဲ့ထွန်းလာဆိုတဲ့တငယ်ချင်းတို့တောင်ပေါ်တက်ပြီးတော့ဝါတက်ခုတ်ပါရင်တယောက်တနည်းအားစီခုတ်ရာကမောင်အေးက၆သားနဲ့ရန်ထက်မှာကက်ပြီးမတက်ရနေတဲ့မိမတအူးရဲ့ပုံတံတန်နဲ့သူ့ရှိမှပြာရီအပြည့်နဲ့ကြောက်အိုးကြီးတအိုးကိုမမျော်လင့်မဲတွေ့လိုက်ရပါရင်လူငယ်ပြပြအယုံကြည်မရှိရနဲ့ကြောက်သားနဲ့ရန်ကစာရီဝတ်ချုံထားတဲ့မိမရုပ်တုကြီးကိုနောက်ပြောင်ပြောဆိုပြီးရှိမှတွေ့ရတဲ့အိုးကြီးတဲကပြာရီနဲ့နှစ်ဖူးတုပ်လိုက်ပါရင် ပြန်စင်းချင်းရတန်တော့ဝါရီကိုချူးနဲ့ချီဆွဲစင်းတဲ့အခါလမ်းမှာဆောက်နေတဲ့ချွန်းသားကလူမမြင်ရပဲဝါစီးစီးအလိုလို ရွှေ့လာတာတွေ့ရတော့ တံပေါ်နေကြောင်းလန်တကြားဆင်းပြေးပါတော့တယ်။မောင်အေးလည်းသူ့ကိုယ်သူကိုပြောက်နေမှမသိရနဲ့ထွန်လာထွက်ပြေးရမြင်ပြီးနောက်ကနေသားကောင်လိုက်လာတဲ့အထင်နဲ့ဒရောဒောပါပြေးပါတယ်။တောင်စီရောက်မှမမောနဲ့ရေစင်းအချိုးမှာပြာရီပြတ်ကုန်ပြီးနှစ်ယောက်စလုံးအဖြစ်မှန်သိရပါတော့တယ်။မောင်အေးနဲ့ထွန်လာတို့တံပေါ်ပြန်တက်ပြီးကလမရုပ်တုကြီးနဲ့ဂံရီယာပြာအိုးကိုထပ်မံရှာခဲ့ပေမဲ့နောက်ထပ်မတွေ့ရတော့ပါဘူး။ ထင်းချိုးဝါခုတ်ကမုံရှာသူတွေတခါတလေမျက်စိလည်ရင်ကလမာကြီးတူဦးကိုအမှတ်မထင်တွေ့ရကြပါတယ်။အရက်ရှိပြီးစာရီဝတ်ထားတယ်လို့ဆိုပါတယ်။ကမ္ဘာစင်ဝင်စားသူတွေအနေနဲ့စံတော်ရှင်စိုက်ပြင်းနှက်ခေါ်ဇင်းဆိုင်စီတီတော်ကိုတွားရောက်ဖူးမြော်တဲ့အခါကမ္ဘာရည်နဲ့ပြည်နဲ့နေတဲ့ကြောင်တင်မောစီတီကိုတခါတခါတွားရောက်ဖူးမြော်ကြပါလို့ထင်ပြပေးလိုက်ပါတယ်။ဒီကမ္ဘာပြအိုးကြီးတဲ့ရင်ကိုကြားသိရတဲ့ကမ္ဘာစင်ဝင်စားသူတွေဟာမောင်အီနဲ့ထွန်းသားတို့ကိုလိုက်မေးပြီးဟာ မင်းတို့တွေတော်တော်လေးဝမ်းမိုက်မဲပါလားဒီပြာရီယာတကယ်ကံပြရမှာအသုံးဝင်တဲ့ပြာရီပဲဆိုပြီးအချိန်ချင်းအဖန်ဖန်လိုက်ရှာပြီးမဲ့လဲနောက်ဆုံးမတွေ့တဲ့အလျောက်လက်မှန်ချရတယ်လို့သိရပါတယ်ဒါကြတော့ဇင်းချိုင်ထောင်တဲ့ဘော်ကထူးဆန်းလာတဲ့ကံပြရပြာအိုးရှိတဲ့နေရာကိုညွှန်ပြတာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုလာဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ထော့မဂ်ဂဇင်းကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်ထင်ဆက်မှုမှာလဲပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံပေးပါမယ်ရှင်